နန်တုတ်သည်ထေအရှင်မြတ်မိမို့ကြံ့မြေဟဲ့လို့ကိုယ့်ရဲ့ဒီဝင်းကောင်းတိုင်းကြီးနဲ့ထက်လိုက်တာနဲ့အကျင့်နေတဲ့ပရိသတ်တွေကသူတို့အဲ့ဆရာတော်ယုံမလေးဘုံမုံကြီးရဲ့လို့မငိုရဲလို့ငိုငှားထားတဲ့မင်းသမီးဖြစ်တဲ့အတွက်ခြားခြားအဲ့အတန်ထဲ့ပေးလိုက်တာနဲ့သူတို့ရင်ထဲရောက်သွားပြီသူတို့ကပုံငိုပြီလေ သူတို့မျက်ရည်တွေအလိုလိုကြအောင်ကြာကြာအတန်လေးပဲပြစ်ထည့်ရတာဒါကိုအငားငိုတယ်လို့ခေါ်တာဟုတ်သမီးရဲ့စထွက်လာကြတယ်သူကလီဗီထိုးထိုးလိုက်ပြီဆိုဆိုကြတယ်သူပင်ပန်းတယ်ဘာလို့ဟိုပြိတဲ့တည်းကနေပြီးသူကရုံမထွက်ရတာရုံမထွက်ရတာမတိမ်မဆောင်ဘိန်းမောင်းဆိုအမတမမဝဘလို့မရကတိုင်နေလေအဲ့တိုင်နေထုတ်တင်နေရိုက်ဆိုပိတ်တဲ့တည်းကဘာလဲဟာတမာတွေကနတ်မင်းကြီးတွေကနေပြီးတော့ခါတယ်ဒီမှာတကယ်ကိုပူဆွေးတော့ကဗျာပါရဖြစ်နေတဲ့ဒကာဒကာမတွေကိုရိုက်တယ်ဆိုတာကြီးကတော့တော်တော်မြင်မကောင်းဘူး ဒါကြာကြာတို့ဆရာတွေကလည်းအဲ့လိုသင်နေပေါ့အဲ့အတွက်ကြာကြာတို့ကကဲပြိဿတ်ကလည်းတချို့ဆရာတော်တွေဆိုခါရဲခါးကြီးတွေထောက်ပြီးရိုက်စမ်းအဲ့ကောင်မောင်ရိုက်စမ်းဆရာတော်ကြီးတွေကတိလာမင်္ဂလာပါခင်ဗျာမင်္ဂလာပါတမီးလေးမင်္ဂလာပါအင်ဂျင်နီယာတော့ဒါရိုက်တာကိုရွှေမိုးပေါ့နော်မောင်နှမတွေလိုလေဖြစ်နေတော့လေဟိုကြာကြာရေးတဲ့ဟိုးပဲရက်ကပေါ့ကြာကြာတို့အဲ့ဒါအမှုပညာရေပွင့်တဲ့အစီအစဉ်လေးကနေပြီးတော့အဲကြာကြာတို့အစီအစဉ်လေးထည့်ခြင်းပါလေဆိုတော့ဟုတ်ကဲ့ပေါ့အဲဒါကတော့ เนาะလူပညာရှင်တွေမှာတာဝန်ရှိရလေအဲဟုတ်ကဲ့ပါပေါ့အဲ့နဲ့သမီးရဲ့ရှိရနေကိုပဲကိုစောင့်နေရတာပေါ့ဒါမောင်လေးလေကျွန်တော်ကလူရှင်တော့လူမော်ပါကြာကြာရဲ့မောင်ပေါ့မောင်အလတ်အလတ်ပေါ့ तू ကသူ့အောက်ကမင်းသမီးရှိသေးတယ်ဂျိုးပြူမညီမအငယ်ဆုံးလေးပေါ့ तू ကတော့မောင်အလတ်ကောင်ပေါ့လူမော်ကိုတော့ကတော့မြစ်တာရွှေစင်းညိမ့်ပါမြစ်တာပေါ်လေးငွေမိုးချစ်စရာလူမော်မြစ်တာရွှေစင်းဖွဲ့ရပါရှင် तू ကဒီလိုလေသမီးရဲ့အဲကြာကြာဇက်နဲ့လေဒီမောင်က အမနဲ့ပဲကပ်ပါတယ်။အဲဆိုကြာကြာတော့ကကြာကြာတော့ဖေဖေစုံသွားတဲ့အခါမှာဒီမိသားစုကြီးရဲ့ဖေဖေထမ်းထားတဲ့ဝင်တို့ကိုကြာကြာပခုံးပြောင်းပေးခဲ့တယ်ဆိုတဲ့နှလုံးသားနဲ့ပေါ့။တက်ရှိဖေဟာကိုးခဲ့တယ်။ညီကိုမောင်နှမတွေတစုတည်းနေတယ်ပေါ့။နော်ဒီအမေအေကြီးရဲ့ဟိုပါပေါ့။မြေတာတရားကလည်းသူ့သားသမီးလေးတွေသူ့ရှေ့မှာရှိစေချင်တော့ကြာကြာတာဝန်ပေါ့။အဲ့တော့ဒီမောင်နှမညီမတွေကလည်းကြာကြာနဲ့တူတူနေရတယ်။အဲ့လိုနဲ့ဇက်ကနေပြီးတော့အငိမ်ပြောင်းတော့လေဒီမောင်ကအဲကြာကြာနေပဲ။အခုကြာကြာအင်းဂျူး အမ်ပေါ့ဆရာတော်ကြီးတွေပေါ့နော်ဇာပနာတွေမှာပဋ္ဌာန်းဆက်ရှိခဲ့လို့ရှိရင်ဆရာတော်ကြီးတွေရဲ့မေတ္တာကိုခံယူတတ်ရင်ဆိုတော့ပွဲမျိုးလေးတွေကြရင်တော့ကြားလေးစိန်ပေါ့ငားတယ်ပေါ့ခုတလာပိုင်းပွဲဆိုလို့ရှိရင်ဆရာတော်ရဲ့မတက်ရသေးဘူးကြားလေးစိန်ကိုအရင်ငားထားတာမရမှာစိုးလို့ဆရာအရင်ပို့ထားတာကြားကြားကိုမရမှာစိုးလို့ဆိုတလာပိုင်းနဲ့ကအဲ့လိုအင်းအင်ဂျူပွဲတွေအတွက်ကြတော့ဒီမောင်ကအများကြီးအားကိုးရတယ်နောက်ရွှေကြားပေါ့ရွှေကြားဆိုတာညီမအငယ်ဆုံးကမွေးတာ ါပေမဲ့အဲကြကြောက်ကိုပဲအမေခေါ်တာသူ့အမေနဲ့အဖေကိုဦးချစ်အောင်ဝါဝါအဲ့လိုခေါ်တာကြကြောက်ကိုပဲအမေခေါ်တာဒီသားကလည်းရွှေကြားတဲ့အဲ့တော့ဒီရွှေကြားရဲ့ဒီလူမော်ရဲ့ကကြရဲ့ဒီကကြရဲ့အင်ဂျူခန္ဓာတွေမှာဆိုလဲအကြီးကြီးကျူးကျူးမယ်ဆိုသူကအကြီးကြီးပေါ့အဲကကြကဇက်ကျူးကျူးမယ်ဆိုရင်ဇက်ကျူးကျူးမယ်ဆိုသူကဝင်းကြီးอ่ะအဲအဲ့လိုအားကိုးရတယ်ဒီမောင်อ่ะ ။အိုးတားကြတော့လဲရွှေကြာကြတော့လဲအဲ့လိုပဲအကြီးကြီးကျူးကြတော့လဲသူကမအေးနဲ့ကပ်ပြီးမောင်းလို့ရတယ်။ဇာကျူးကြတော့လဲမအေးနဲ့ကပ်ပြီးတော့မောင်းလောက်ရတယ်အလောင်းဆောင်လောက်ရတယ်ဘောအဲ့လိုမျိုးလေးတွေအင်းဒါလေးတွေကတော့ကြကြပေါ်မှာမရှိမဖြစ်သားသမီးမောင်းနေပေါ့အမတ်တရားပြောရမယ်ဆိုလို့ရှင်တော့အဲ့အခုလာမဲ့အဲ့တလာပိုင်းအေးအကျူးတော့ကိုကျွန်တော်ဆင်ရမရသေးဘူးမင်း9000ပေးပြီးပါနာတွေခွာရိုက်ပြလိုက်မင်း9000ပေးပြီး အင်ဂျူပညာဆိုတာနည်းနည်းတယ်လေသမီးရဲ့လူတိုင်းမှမလုံနိုင်တာနော်အဲ့ဒီနေရာလေးမှာကြကြတော့ကကုသိုလ်နဲ့အကုသိုလ်ခွဲပေးရတယ်အင်ဂျူလောကမှာမင်းသမီးတွေအများကြီးရှိတယ်တော်လဲတော်ကြတယ်တက်လဲတက်ကြတယ်ကောင်းလဲကောင်းကြတယ်ပေါ့နော်ဒါပေမဲ့လေအမှုပညာဆိုတာသင်တိုင်းမတက်တက်တိုင်းမသိသိတိုင်းမကျော်ကျော်တိုင်းမကောင်းကောင်းတိုင်းအနစ်မပါဘူးတဲ့နော်သမီးသူကပညာနဲ့တင်ညာခွဲထားတယ်တင်ညာနဲ့ကျူးတယ်မင်းသမီးနဲ့ ပညာနဲ့ကျူးတဲ့မင်းသမီးနဲ့မတူဘူး။ပညာနဲ့ကျူးတဲ့မင်းသမီးကြတော့ဥပမာပေါ့သမီးရဲ့ဒီဓမ္မစာပေတွေကစဉ်သက်လာတဲ့ပါဠိစကားတွေကိုရွတ်ဖတ်တည်းဆဲတဲ့အခါမှာ तू ကတိလိညတမှန်ရမယ်ဟလာဓမ္မစာပေတွေမှာသမီးရဲ့ဖယားနှုတ်ကပတ်တော်တွေကိုရွတ်ရတာကိုဖယားနှုတ်ကပတ်တော်တွေကိုရွတ်တဲ့အခါမှာအောက်ကမြင်လေးတစ်လုံးလွဲသွားရင်တော့အထိပယ်တွေကအများကြီးပြောင်းသွားတာ ိုတည်တည်တင်လေးတစ်ခုလွဲသွားရင်တောင်မှအဲ့အတိတ်ပဲတည်းအများကြီးလွဲသွားတာဖြစ်တဲ့အတွက်ပါဠိတွေရွတ်တဲ့အခါမှာအများကြီးသတိထားရတယ်။မှားသွားရင်လေအကုသူကကို့မှာဖြစ်သွားတာ။အဲ့အတွက် ကိုပိုင်နိုင်တဲ့ပါဠိလေးတွေရွတ်ဖတ်တဲ့စေပေးရမယ်။မပိုင်နိုင်ရင်မရွတ်ရဘူး။အာမင်းသမီးကတော့ပါဠိတွေအများကြီးရွတ်သွားတာပဲဆိုတော့ချီကျူးမှုကိုလို့တော့လိုချင်တယ်။ဒါပေမဲ့အကုသူဖြစ်မှခံနိုင်တဲ့အတွက်ပေါ့ပါဠိတွေအများကြီးချာချာတို့ကြတော့မရွတ်ဘူး။ ကြကြတော့ကခုဆော့ဆော့ကကြကြပြောခဲ့တယ်လို့ပေါ့အများအလိုကြကျမအငားငိုရပါတယ်ပေါ့ပြိဿငိုအောင်ပဲကြကြလုံမှာသိလားပြိဿငိုအောင်ပေါ့အခုပြိဿငိုအောင်ဆိုတာဘယ်လိုလဲဆိုတော့ဥပမာပေါ့နော်နန်းတုတ်တီဒီအတန်လေးရပေါ့နန်းတုတ်တီထေအရှင်မြတ်မိမို့ จำเยฮะอะลูกูเหยดีวินก้องตันนี่เนี่ยแท้ไล่ตาเนี่ยไอ้จิ่นี่แหละปริตัตเนี่ยตูรู้ไอ้เสียรอยู่มะเลบ่มงนี่แหละโมงูแหละโงง่าด่าแหละเมนทมี้ဖြစ်တဲ့အတွက်จ้าจ้าไอ้อตันแท้ไปไล่ตาเนี่ยตูรู้ยินเนี่ยยောက်ตัวไปตูรู้อ่ะปูงูบีลิจ้าจ้านีนูงูร่อลูเล็ดตุไล่เสียไม่รู้ตูรู้อสางูปี้บ่ง่าด่าแหละเมนทมี้ဖြစ်တဲ့အတွက်ตูรู้မျက်ရည်တွေအလိုလိုจ้าအောင်จ้าจ้าอตันလေးပဲပြစ်ထဲရတာဒါကိုအငားငိုတယ်လို့ခေါ်တာဟုတ်သမီး ်ဒါဟိုအရေးအရေးကြီးဆိုတော့အရေးကြီးပေါ့အရေးကြီးဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဇက်ကိုပနဲ့ရိုက်အရေးကြီးကြာကျွန်တော်တို့ AA 1000နဲ့89နဲ့ပြီးတော့1044ပေါ့အဲ့အတွင်းမှာဖြစ်သွားတဲ့ပေါက်ကန်ပြည့်ရှင်အဲ့အဲ့ဒီကစပြီးတော့ပနဲ့ရိုက်ပြီးတင်လိုက်တယ်ကျွန်တော်တို့ကစထွက်လာခဲ့တဲ့အရေးကြီးတွေဆိုတော့အဲ့အရေးကြီးနဲ့ပတ်သက်တဲ့ပုံစံမျိုးရောဝတ်တာဝတ်တာပေါ့နော်သင်္ကန်းကြီးတွေချုံမိုးစိမ်မွေးဆွဲပါအဲ့အဲ့လိုဆွဲပြီးတော့ချိန်မှာပနဲ့ရိုက်ပြီးရိုက်ရတော့ဘာကိုပနဲ့ရိုက်တာလဲဆိုတော့ဒီစီအာရော်ဖျားစီကို ွားနေတဲ့ဒကာဒကာမတွေကစီကားလုံးအကြီးတယ်တခါတိုင်းဆိုလို့ရှိရင်ကျုပ်တို့စီကိုလာတာခင်ဗျားတို့ကပနက်ခိုင်မပနက်မခိုင်အင်းကျူကယိုင်သွားအောင်ကျုပ်တို့စီကိုလာတဲ့ဒကာဒကာမတွေအခုမလာတော့ဘူးလေဘာဖြစ်လို့လဲမှန်းဆိုကြည်လိုက်ကြည်ကြည်လိုက်ကွာအဲ့မဲကြောင်းကိုသွားနေကြတာအဲ့မှလည်းဇနင်းလာတယ်မေးတယ်မေးလိုက်ပြီဩသူရှိနေလို့လားသိအောင်သွားကြည့်မယ်ဆိုသွားကြည့်ကြတာအဲ့တော့သွားလဲသွားကြည့်ရောအလောင်းတွေ့တယ်အလောင်းတွေ့အလောင်းကိုကိုင်းကြည့်အလောင်းကိုကိုင်းကြည့်ကိုင်းမရအောင်ရဟန္တာအလောင်းကို ဆရာတော်တန်ဃာတော်ရဲ့အလောင်းဖရာသားတော်ဖရာသားတော်ကိုဆိုတော့ကင်လို့မရဘူးဘာကြောင့်ကင်လို့မရတာလဲဒါအနောက်ရက်တကူရှိရမယ်စုံကဝေမြေဖုတ်ပိတ်တာတည်းမော်လုံးမော်ပြားဖုတ်အဲဒါမျိုးပေါ့နော်ရည်စရာလေးတွေထည့်ရတာပေါ့ကလုံးလေးတွေထည့်ရတာပေါ့အဲဒါကလည်းခဏလေးကျွန်တော်ဟိုတောင်းအောင်နေပြီစောင့်ကြည့်ကြသေးပြီဗျာမင်းတို့မင်းသမီးကိုတို့ရိုက်ချင်တာ ਉਹ ပြိတ္တကလည်းမင်းသမီးရိုက်မှကြိုက်တာ ਉਹ ဲ့တော့မင်းသမီးကိုအင်းဒီစုံမပြူစားထားလို့ဒီဆရာတော့ရုပ်ကလက်ကိုတို့ကကင်လို့မရဘူးဆိုဒါနဲ့တဲရတာပေါ့အမှန်တော့တို့ကအများကြီးပို့ပေးရတယ်ဘာဖြစ်လဲကြာကြာဒီအင်းဂျူးတဲ့နေရာမှာဒီမတ်တက်ကြီးကနေခါတဲ့တက်သွားတာတွေပါတယ်ဆိုပြစ်လဲပလိုက်တာတွေပါတယ်ပါတယ်အဲ့ဒီနေရာတွေနောက်ယူပြစ်တာတွေပါတယ်အဲ့ဒါမျိုးတွေဆိုတို့အများကြီးနောက်ကနေအထောက်ကူဒါပံ့ပိုးပေးရတာပေါ့စထွက်လာကြတယ်သူကလီဗီထိုးထိုးလိုက်ပြီဆိုဆိုကြတယ်သူပင်ပန်းတယ်ဘာလို့ဟိုပြေးတဲ့ထဲကနေပြီးသူကရုံးမထွက်ရတာ ဆိုးပြီထွက်ရတယ်မတိမ်ဆောင်ဘိမ်မောင်းမတမမဘလို့မရကတိုင်နေလေအဲ့တိုင်နေထုတ်တင်နေရိုက်ဆိုပိတ်သက်တည်းကဘာလဲဆိုကြာကြာရဲ့အင်းအင်ဂျူတွေကြတော့တမီးရဲ့ဟွာပေါ့တချို့ဟွာပေါ့ရွာတွေကြတတ်နိုင်တယ်လေတတ်နိုင်လို့အာဥမိုးတီခေါ်ခဲ့ပါဆိုလဲဥမိုးတီဂျင်းနေပေါ့ဥပေါ်လေးခေါ်ခဲ့ပါဆိုတော့လဲဥပေါ်လေးဂျင်းနေပေါ့အဲ့အလိုမျိုးလေးလှုပ်ပေးရတာပေါ့ကျွန်တော်စဉ်းစားနေတာပါကိုကိုရှင်မိုးတော်မှာကျွန်တော်အရေးကြီးရခေါ်မလားစဉ်းစားနေကြာကြာဘာဖြစ်လို့ဒီလိုအရေးကြီးဂျူးလှုပ်တာလဲဆိုတော့ ချက်ချောင်းငားတဲ့ပရိသတ်ကသူကဂွင်ကြီးနှက်ခွင်စာကြည့်ရတယ်။ကျားတို့အညာဘက်ကမူကြတော့သူကတည့်ရပဲကျူရတာအင်းကျူရလေညာဘက်မပေါအဲ့တော့ချက်ချောင်းကရန်ကုန်မူကြတော့ညာဘက်ပနဲ့ရိုက်ဆိုပြီးတော့ထည့်လိုက်တာ။ကျောင်းရောက်သွားတဲ့အထိပေါ့ဆရာတော်ကြီးစီကိုရောက်သွားတယ်ဆရာတော်တော့ကြတော့တာလေ။တော့လှူတာ။ဟိုလဲရောက်လို့ရောက်ကောဆရာတော်ကပြန်လုံတော်မူမူသွားတဲ့အခါကျတော့ ခါရမချိမဆန်ငိုပြီလေဒါចောင်းအရောက်ပေါ့ကျမဒါចောင်းအရောက်ကလေးပြိတက်ကိုပနဲ့ရိုက်လိုက်တာမနဲ့ကြတော့အင်းကျူးမဲ့မင်းသမီးကဘလို့ရင်ငိုမှာလဲဘလို့ရင်ပြောမှာလဲလို့ပြိတက်သိသွားအောင်ကျမဒါပနဲ့ရိုက်ပေးတာပါပေါ့အော်မနဲ့လဲကြလဲကြတော့ကြာကြတော့နတ်ကျူးဖြစ်သွားအောင်ညာအကြီးကြီးကျူးကမနဲ့မှာမပါတော့ကြာကြာကျူးတဲ့နတ်ကျူးကလည်းမနဲ့ခင်းကြတော့မရိုက်ရဘူးဘာဖြစ်လို့လဲဆိုတော့တမာရီဝနတ်တယ်လေတမာရီဝနတ်ဆိုတာခုနှစ်ရက်သားသမီးကိုအငင်းစေဘူး တယ်လို့ရှိဟိုခုဒါအင်းဂျူတွေမှာလေကလေးတွေဟာတမာတွေကနတ်မင်းကြီးတွေရွှေရောင်ကြီးတွေငွေရောင်ကြီးတွေဝတ်ပြီးတော့ရိုက်တာရမ်းစိုးတယ်သိလားဒါလေးကြီးကြာကြာအမြဲတမ်းတင်ပြပါတယ်ချစ်တဲ့စိတ်နဲ့ပဲတင်ပြရလေဟိုဘယ်လိုသူများမကောင်းကြောင်ကိုကောင်းကြောင်ပြောတာမဟုတ်ဘူးကြာကြာလည်းမတတ်ပါဘူးနော်ဒါပေမဲ့လေ ်လှုပ်လှုပ်တဲ့ခါမှာအခုကြကြပြောသလိုပေါ့ကုသိုလ်အကုသိုလ်ဆိုတာခွဲရတယ်ကိုလှုပ်လိုက်တဲ့ဟာလေးကကိုအမှုပညာလေးကကုသိုလ်ပဲဖြစ်ရမယ်ပေါ့နော်အဲ့တော့ဟိုတမာရီဝနတ်မင်းကြီးတွေကနေပြီးတော့ခါတယ်ဒီမှာတကယ်ကိုပူဆွေးတော့ကဗျာပါရဖြစ်နေတဲ့ဒကာဒကာမတွေကိုရိုက်တယ်ဆိုတာကြီးကတော့တော်တော်မြင်မကောင်းဘူးဒါကြကြတို့ဆရာတွေကလည်းအဲ့လိုသင်တယ်ပေါ့အဲ့အတွက်ကြကြတို့ကကဲပြိဿတ်ကလည်းတချို့ဆရာတော်တွေဆိုခါတယ်ခါးကြီးတွေထောက်ပြီးရိုက်စမ်းအဲ့ကောင်မအောင်ရိုက်စမ်းဆရာတော်ကြီးတွေကတိလားဒီရိုက်မဲ့လူကိုလေ ညမင်းကိုငါဆုတ်ချမယ်အမဲချိတ်တင်နဲ့လာချိတ်တာရိုက်တဲ့လူကိုချိတ်တာမင်းသမီးကိုချိတ်တာမဟုတ်ဘူးရိုက်အဲ့ကောင်မကိုရိုက်ဘုန်းကြီးကအဲ့လိုမျိုးဆိုတော့လေအဲ့တော့ဒါရိုက်မှာကိုကြိုက်မှာဖြစ်တဲ့အတွက်ကဲအရေးကြီးဆိုတော့နှိပ်ဆက်လို့ရတယ်အဲ့တော့အရေးကြီးကျူးညဘက်မှာလှုပ်ပေးလိုက်တာမနဲ့ကြတော့တမာတွေကနတ်မင်းကြီးဖြစ်တဲ့အတွက်ကိုကဇက်ထုတ်ကြီးငါးထုတ်လောက်ကိုကြကြရှင်းန်းနေနဲ့ငိုလိုက်ပြောလိုက်ဆိုလိုက်ပေါ့စိုင်းနဲ့အပေးယူတွေကြကြလှုပ်သွားတာပေါ့ အဲ့တော့ပရိသတ်ကမင်းသမီးငိုရာကိုတီးတန့်ကြည့်ရတယ်သိလားရိုက်เสียမလို့တော့ဘူးပေါ့အခုဒီနေ့ဆိုကြကြဘာလုပ်ထားလဲဆိုရင်ကျောင်းစောက်နတ်တရေကြီးတွေသူရိုက်လို့ရလေဝတ်စုံဘိုးတွေမနေဘူးဝတ်စုံဘိုးတွေတွေမနေဘူးကျောင်းစောက်ပေါ့သိလား तू ကကြတော့ရိုးရိုးတမာတွေကနတ်တွေမဟုတ်တော့ဘူးနော်သူတော်စင်နတ်တွေမဟုတ်တဲ့အတွက် तू ရိုက်လို့ရတယ်လေ तू ကဥပမာပေါ့ဒီကျောင်းမှာဟောလာနေထိုင်ခဲ့တဲ့ကပ္ပယာကြီးဖြစ်ရင်ဖြစ်မယ် အယူတိမ့်သွားတဲ့အတွက်သူဒီဟိုเจ้าမှာကုသူတွေလုံရင်းနဲ့နှတ်တော်ဖြစ်တယ်အကောင်းတဲ့နေရာလေးရတယ်ပေါ့နော်ဒါပေမဲ့ तू ကအယူတိမ့်သွားတဲ့အတွက်အဲအဲ့လိုမျိုးပေါ့နှတ်တရေပေါ့တမီးအဲ့လိုပုံစံမျိုးနဲ့ပရိသတ်လည်းကြကြတော့ကဇက်ထုတ်ဇက်ကွက်ဆိုတာပရိသတ်လည်းကြည်ကောင်းအောင်ဖန်တီးပေးရတာလေငဲဟိုပေါ့ပရိသတ်ကရိုက်တာမှကြည်ကျင်နေဆိုတဲ့ပရိသတ်အတွက်ကိုရိုက်ကောင်းအဖြစ်ဖန်တီးပေးရတာပေါ့ ဒါအမှန်လည်းဖြစ်အောင်လူတွေလည်းဟိုအဲ့လိုမျိုးနေစောင်းလေးမဖြစ်အောင်ပေါ့ဟုတ်တယ်အဲ့လိုအဲ့လိုဒါဆိုတော့ဒီနေ့ပတ်သက်လို့ကလည်းအများကြီးတော့ပြောမယ်ဆိုပရိသတ်နဲ့ပိုထီးတွေ့ရတဲ့ခါကျတော့အမှားဖြစ်သွားမှလည်းတော်တော်နော်ဇက်တပင်ဆိုတာတမီးနက်နဲတယ်ဟုတ်လို့ရင်းနဲ့ကမ်းမမြင်လမ်းမမြင်နဲ့ပင်လေကြီးထဲမှာလက်ပစ်ကူးနေရတာပြည့်သလားဆိုဘယ်လိုလူမျိုးမှဒီအမှုပညာမပြည့်ဘူးဝင်းစာတွေကလေအများကြီးပဲလိုက်လေ तू ကဝေးလေလို့ရင်းနဲ့နက်တယ်ဆိုတာသဘင်ပဲ သဘင်ပညာပဲဒါနောက်ထပ်လည်းဒါသဘင်နဲ့ပတ်သက်လို့လည်းဒါအများကြီးကြိုးစားတဲ့ကလေးလည်းတွေ့တယ်ဒါပေမဲ့ဟိုလွယ်ချော်နေတဲ့အရာလေးလည်းအများတွေ့တယ်အဲ့ဒါဆိုရင်ဒါမမဆိုလည်းအများနဲ့ချိန်လုံးပြောနေတယ်တွေ့ပြီးဟုတ်တယ်ဒါအခုဒါအေဂျူနဲ့ပတ်သက်လို့လည်းဒါအခုဒါညီမတို့ဆိုလည်းသိချာလေးသိရတယ်ဆိုတော့နောက်ပေါ့နော်ဒါစားဒါအမှုပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါအခုလေးလာခြင်းနဲ့သူ့လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမမအနေနဲ့ရောဘလိုလေးတွေတင်နေနေပါရှိလားဘလိုလေးတွေရောရှိသေးလဲခုခက်ကလေးတွေကအလွန်တော်ပါတယ် ။ဘာဖြစ်လို့လဲဆိုရင် Facebook ရဲ့စာမျက်နှာကိုထိုးပေါက်နိုင်တဲ့စွမ်းအားရှိတဲ့ကလေးတွေဖြစ်တယ်။ဒီကလေးလေးတွေကိုကြကြတော့ချစ်တယ်၊လေးစားတယ်။ပေါ့နော်တန်ဖိုးထားပါတယ်။ဒါပေမဲ့လမ်းမှန်ဖို့တက်နိုင်ပါစေ။ကြကြတော့ကလေဟိုဟာပေါ့ဟဲ့ဒီနေရာကြီးကငါတို့ရထားတာနင်တို့တက်မလာနဲ့ဆိုကာထားမဲ့လူတွေထဲမှာမပါဘူး။ဒီကြကြတော့နေရာမျိုးလေးကိုရောက်လာနိုင်တဲ့ကလေးမျိုးတွေအတွက်ကိုအမြဲတမ်းအပြုံးနေနဲ့ဖိတ်ခေါ်ပါတယ်စူးစမ်းပေးကြပါ သူ့ပဲမဲ့လဲအခုကြကြပြောသလိုပေါ့နီးမှန်ဖြစ်ရမယ်လမ်းမှန်ဖြစ်ရမယ်နီးမှန်လမ်းမှန်နဲ့အမှုပညာရဲ့သဘင်စင်မြင့်မို့ပေါ့နော်အပြုံးနေနဲ့တက်လာနိုင်တဲ့ကလေးတွေဖြစ်ပါစေလို့ကြကြဆူတောင်းပေးပါတယ်ဒီကလေးတွေအတွက်လဲကြကြတို့ပြောမယ်ဆိုလို့ရှင်သူတို့ရဲ့ကြိုးစားမှုတိုင်းကို congratulation ပါပေါ့နော်အခုလည်းပြောပြပါအောင်ရှင်ကြပါပြောမှာဒါအခု တာဟုတ်ဒီနေရီကိုပေါ့နော်ဒါကိုလည်းဟောဘာဖြစ်ပါကျွန်တော်အကုန်လုံးကိုဝမ်းလိုက်ဝမ်းသာတယ်လူငယ်တွေကကျွန်တော်တို့တို့ကခစ်ကိုကြိုးပြီးတော့မြင်ပြီးသားလေတခုပြောချင်တာကဘာလဲဆိုလို့ချင်းတရုတ်မပြတ်ဖို့အရေးကြီးလမ်းမမစင်နဲ့လမ်းမမနဲ့လမ်းမမပါနဲ့တရုတ်မပြတ်ပါနဲ့လူရှင်တော်တွေလက်ဒီတိုင်းပါပဲဟိုးစားပေါ့နော်ဟိုခစ်ကိုပဲလိုက်ပြီးတော့ခစ်ကဆက်မြောင်ခစ်ဆက်မြောင်ခစ်ဆိုပြီးတော့ဆက်မြောင်ပြက်လုံးတွေပဲမပြတ်ပါနဲ့ရှေ့စရာတွေ ချမှတ်ခဲ့တဲ့တမစင်ပြက်လုံးလေးတွေလိုက်ပါပြီးလို့ရှင်တယောက်တယောက်ငါတော့နာမည်ကြီးသွားပြီငါတော့ဆယ်လီဖြစ်သွားပြီဆိုတယောက်တယောက်ဟိုဆရာကြီး identity နဲ့မနေဘဲနဲ့တယောက်တယောက်ဖေးမှပြီးကုညီတွဲခေါ်ကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကြာကြာဆိုသတိတို့တိမာပဲလေဟိုကလေးတွေမှားယွင်းတာနဲ့ကြာကြာအင်တာဗျူးပေါ်ရောက်လာပြီဒါလာဗျူးကြတာဟိုကြာကြာမုံလို့အဲ့ကလေးတွေကိုပြောတာမဟုတ်ဘူးချစ်လို့ပြောတာတိလားကြာကြာအမုံခံဆုံးပဲတိလားမုံစီ ဒါပေမဲ့ကြကြာအမုန်းခံလိုက်လို့သူတို့လမ်းမှန်မဟုတ်ရောက်သွားပြီဆိုရင်ဝင်သားတယ်လေနော်